မြစ်တာဟာရောင်ပြန်ဟက်တယ်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲမြစ်တာဟာရောင်ပြန်ဟက်တယ်ဆိုတာကိုအင်္ဂလိပ်လို love bigger love love bigger love မြစ်တာဟာရောင်ပြန်ဟက်တယ်ဆိုတော့ကျွန်တော်တို့ကဒီဥစ္စာကိုဒီကျွန်တော်တို့စကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်ဥမာမင်းမြစ်တာထားရင်မင်းမြစ်တာပြန်ရမယ်အဲမြစ်တာဟာရောင်ပြန်ဟက်တယ်အဲအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် and when you show love to others they return it love bigger love when you show love to others they return it love because love အဲဆိုလိုချင်တာမင်းအခြားသူတွေပေါ်မှာမင်းမေတ္တာထားလို့ရှိရင်မင်းမေတ္တာပြန်ရမယ်ဒါမေတ္တာဟာပြန်ပြီးတော့ရောင်ပြန်ဟပ်တယ်အဲအဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဥစ္စာကိုကျွန်တော်တို့ကအဲနောက်ထပ်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်ဥမာအဲသူကအခြားလူတွေကိုတလေးတစားနဲ့ဆက်ဆံတယ်အဲအဲ့ဒီတို့ကြောင့်မလို့အခြားလူတွေကလည်းသူ့ကိုပြန်ပြီးတော့လေးစားကြတယ်ဒါမေတ္တာဟာရောင်ပြန်ဟပ်တယ်ဟုတ်ပြီအဲ့ဒီဟာကိုကျွန်တော်တို့က ဒီအင်္ဂလိပ်လိုဘယ်လိုပြောလို့ရလဲဆိုလို့ရှိရင် he treated others with respect and they respected him love begets love he treated others with respect and they respected him love begets love အဲသူကအခြားသူတွေကိုအဲမေတ္တာထားပြီးတော့ဆက်ဆံတယ်တလေးတစားဆက်ဆံတယ်ဆိုတဲ့အတွက်ကြောင့်မလို့အခြားလူတွေကလည်းသူ့ဘောမှာပြန်ပြီးတော့လေးစားရတယ်အဲပြန်ပြီးမေတ္တာထားကြတယ်ဒါဟာမေတ္တာရောက်ပြီးဟတ်တယ်ဆိုတော့ ဒီဥစ္စာကိုအဲကျွန်တော်တို့ကဒီနေ့စဉ်ဘွားမှာပေါ့အဲဒီမေတ္တာဟာရောင်ပြားတယ်လို့ကျွန်တော်တို့ပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က love because love ဆိုတဲ့ဒီစာကြောင်းလေးနဲ့ကျွန်တော်တို့ပြောလို့ရတယ်